ားလုံးပဲမင်္ဂလာပါ။မွေးရီဝတ်သားသတင်း channel လေးမှာကြိုဆိုလိုက်ပါရစေ။2025ခုနှစ်အောက်တိုဘာလ6ရက်နေ့မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုင်းတော်ကြများအရတိုင်ဖုန်းမုန်တိုင်းမတ်ဘိုချီနေကိုတင်ဆက်ပေးသွားပါမယ်။2025ခုနှစ်အောက်တိုဘာလ6ရက်နေ့မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုင်းတော်ကြများအရတောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသောတိုင်ဖုန်းမုန်တိုင်းမတ်မိုသည်အနောက်မြောက်ဘက်သို့ရွေ့လျားလျက်ရှိပြီးတရုတ်နိုင်ငံကျဲကျဲမြို့၏အရှေ့တောင်ဘက်ရေမိုင်း90မိုင်ခန့်အကွာပင်လယ်ပြင်ကိုပိုဖြူနေပါသည်။ အဆိုပါတိုင်ဖုန်းမုန်တိုင်းမတ်မိုသည်အမြင့်ဆုံးလေတိုင်းထုံးမှာတနိုင်လင်း85မိုင်နှုန်းခန့်ဖြစ်ပါတယ်။အဆိုပါတိုင်ဖုန်းမုန်တိုင်းမတ်မိုသည်အနောက်အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီးနောက်6နိုင်အတွင်းတရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံပြည်နယ်ကိုကြမ်းကြမ်းမြို့အနီးမှာကျကျော်နိုင်ပါတယ်။အဆိုပါတိုင်ဖုန်းမုန်တိုင်းမတ်မိုသည်နောက်24နာရီအတွင်းအာကောင်သောအပူပိုင်းမုန်တိုင်းမတ်မိုအဖြစ်မှအာရွတ်သွားနိုင်ပြီးကွန်ရှင်းပြည်နယ်ကန်ယူတန်းဒေသများကိုဆက်လက်ကျကျော်နိုင်သည်ဟုခန့်မှန်းရပါတယ်ရှင်။ အဆိုပါတိုင်ဖုန်းမုန်တိုင်းမတ်မိုးကြီးအချိန်ကြောင့်24နာရီအတွင်းမန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကွက်ကြား၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းတို့တွင်နေရာကျကျ၊ရခိုင်တိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊အေရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့တွင်နေရာဆက်စိတ်နဲ့ ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာနှံ့ပြားမှုထုံုံရပြီးပဲခူးတိုင်းဒေသကြီးတွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရဲရွာနှုံးပြည့်ဖြစ်ပါသည်။မြမကံယူရန်တလျှောက်နှင့်ကန်လွန်ပင်လယ်ပြင်တို့တွင်၆ပေမှ၈ပေခန့်ရှိနိုင်ပါသည်။နောက်နေ့ရက်တွင်ရှမ်းပြည်နယ်နှင့်နေပြည်တော်အနီးတစ်ဝိုက်တွင်မိုးတစ်ချိန်နှစ်ချိန်ထုံုံရသွန်းပါမည်။ကျန်းကုန်မြို့နယ်မန္တလေးမြို့တို့အနီးတစ်ပိုက်တွင်နေရာကွက်စာမိုးထစ်ကြုံရွာမီဖြစ်တယ်လို့တင်ပြရင်ယနေ့မိုးလီဝတ်တာတင်တင်ညာချင်းစီစဉ်ကိုဒီဒီမဲရနာလိုက်ရပါရဲ့ရှင်